အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အိုက်ဘန်မှာ2025နိုဝင်ဘာလ24ရက်နေ့တနင်္လာနေ့အတွက်ကမ္ဘာ့ရွှေရောင်းဝယ်လို့ကိုနှီးပညာပိုင်းရရောသတင်းပိုင်းချက်လက်ရပါခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ပထမအဦးဆုံးအနေနဲ့ကမ္ဘာ့ရွှေကိုနှီးပညာအရာခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်နှီးပညာအရာကမ္ဘာ့ရွှေကိုခံမှန်းသုံးသပ်တဲ့အခါကျွန်တော်က84တိုင်းပြင်နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်84တိုင်းပြင်ဆိုတာကျွန်တော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ပြောနေကြတိုင်းပဲဒီကနေတုံးတုံးတုံးရဲ့ကြာချင်းကြာချင်းတွေဟာ၄နာရီကြာပါတယ်ခင်ဗျာ၄နာရီကြာတယ်သူကကြာချင်းက၄နာရီကြာတယ်၄နာရီကြာမှသတုံးပြီးသွားတယ်နောက်သတုံးပြန်စတယ်ဒီလိုမျိုးပြောတာဖြစ်တယ် ဟိုပြည်သားတိုင်းပြည်နယ်တော့အများကြီးရှိတယ်အဲ့ထဲမှာကိုကတိုင်းပြည်ရဲ့အာသာချက်တွေပေါ်မှာမူတည်ပြီးတော့သုံးသပ်ပြီးအယောင်ွယ်လောက်ကြတာရှိတယ်အဲ့ထဲမှာကျွန်တော်ကအေဖိုးတိုင်းပြည်နယ်ခံမှန်းသုံးသပ်ပြီးတော့မှဖြစ်တယ်လက်ရှိကမ္ဘာရွှေပေါက်ဈေးဟာကျွန်တော်တို့တအောင်စကို4065ပေါက်နေတာဖြစ်တယ်4065ဆိုတဲ့ဈေးအနေထားကတော့ဒါကတော့ဈေးနည်းနည်းလေးအဲဒီဝလိုအများနေလားရောင်းလို့အများနေလားလို့မေးရမယ်ဆိုတော့ဈေးကတော့အေးနေတယ်စိုက်ဝေးထဲမှာလို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာကြောင့်ဒီလိုတွေပြောနေရလဲဆိုလို့ရှိရင်လက်ရှိရဈေးကွက်အနေထားကိုကြည့်မယ်ဆိုရင်တော့ဈေးကွက်ကနည်းနည်းလေးဝလိုအား ပါနေတယ်လို့ပြောပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပုံမှန်ရိုးရိုးရှင်းရှင်းကြည့်မယ်ဆိုရင်တော့ကန်နေတယ်အရဆိုရင်ကန်နေကဘူးကန်နေဖြစ်နေတယ်။ဘူးကန်နေဆိုတာဘာလဲဈေးတက်ကိုကိုစားပြုတဲ့ကန်နေဖြစ်တယ်။ကျွန်တော်တို့ကအစိမ့်ကန်နေလေးဖြစ်နေတယ်။ဒါကဈေးတက်ကိုကိုစားပြုတာဖြစ်တယ်။ဈေးကြောက်ကိုကိုစားပြုတဲ့ကန်နေကဘဲကန်နေအနီရောင်ကန်နေလေးဖြစ်တယ်။လက်ရှိမှာတော့ဒီမှာဘူးကန်နေတွေကြီးတယ်ကျွန်တော်တို့နှစ်သုံးလက်ရှိကန်နေသုံးသုံးဖြစ်နေဈေးတက်ကိုကိုစားပြုနေတယ်။ဒါပေမဲ့ဈေးကအသက်အကောင်းနေတာတော့မဟုတ်ဘူး။စိုက်ဝေးထဲမှာပြေးနေတာဖြစ်ပါတယ်။ဈေးကွက်ကအရင်ကြီးလက်မတက်ဘူး။ဈားထဲမှာဒီအဲ85 60 50ဒီဝင်းကျင်တာလေးတော့ပါပဲဈေးကအလောက်ခတ်တွေရှိနေတာဖြစ်တယ်ဒါကကျွန်တော်လက်ရှိရဲ့ဈေးကွက်အနေထားကဝယ်လိုအားတွေတော့ရှိနေသေးတာဖြစ်တယ်ဒါပေမဲ့ဝယ်လိုအားအများတာမဟုတ်ဘူးဝယ်လိုအားရှိတယ်လို့ကျွန်တော်တို့ပြောလို့ရတယ် နောက်ထပ်တနည်းအနေနဲ့ဘယ်လိုကြည့်လို့ရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ဟာသတင်းလာနေဖြစ်တယ်။တပတ်တာအရာဈေးကွက်ဆောက်ဖွင့်တဲ့သတင်းလာနေပဲဖြစ်တယ်။ဘာကြောင့်လဲဆိုရင်စတီသတင်းလို့ရာဈေးကွက်ပိတ်တယ်။သတင်းလာနေမှာဒါဈေးကွက်ပြန်ဖြစ်ဖွင့်ခဲ့တာဖြစ်တယ်တပတ်တာအရာ။မနက်ပိုင်းကပတ်ရွှေဈေးဆောက်ဖွင့်ခဲ့တာတအောင်ဆောက်ကိုကျွန်တော်တို့၄083နဲ့ဖွင့်ခဲ့တာဖြစ်တယ်။၄083နဲ့ဆောက်ဖွင့်တဲ့အချိန်မှာကျွန်တော်တို့ဒါမနက်ပိုင်းဈေးဆောက်ဖွင့်ခဲ့တာခဲဟာနဲ့ဖွင့်ခဲ့တယ်။ကျွန်တော်တို့ပြီးခဲ့တဲ့တပတ်တောက်ကြနေရ၄065မှာဈေးဆောက်ဈေးပိတ်သွားခဲ့တယ်ပေါ့လက်ရှိဈေးနေထားမှာ၄065မှာ အဲ့ပြီးကြတဲ့တစ်ဖက်ကတောက်ကြနေမှာ465မှာပိတ်သွားခဲ့တယ်ဈေးပိတ်သွားခဲ့တယ်ပိတ်သွားပြီးစနေတနင်္ဂနွေကပိတ်သွားပြီးဒီနေ့မနက်ပိုင်းတနင်္လာနေ့မှာဈေးကွက်ပြန်စဖွင့်တဲ့အချိန်မှာ465ကနေစဖွင့်ခဲ့တာမဟုတ်ဘဲနဲ့ 4083ဝါးတွေစောက်ဖွင့်လိုက်တယ်အဲ့ဒီဟာကိုအဲ့အဟကိုကျွန်တော်တို့ကဂတ်ဟလို့ခေါ်တယ်ဂတ်အဟဘလူဂတ်အဟလဲဆိုရင်ဈေးအတက်ဂတ်အဟဖြစ်တယ်ကျွန်တော်တို့ဈေးအတက်ကို65ကနေပိတ်သွားပြီးတော့83ဝါးလာဖွင့်တဲ့ချိန်ကပစ်ပေါင်း23ပစ်လောက်ကိုပစ်ပေါင်း22ပစ်ဝင်းကျင်လောက်ဒီကိုဈေးကအဟနဲ့ကိုဖွင့်ခဲ့တာပေါ့ပစ်20ကျော်ဝင်းကျင်တယ်ဈေးအဟဖွင့်ခဲ့တယ်ဒါကြောင့်4083မှာဈေးအေး ကဟာနဲ့ဖွင့်ခဲ့ပြီးတော့လက်ရှိချိန်ထိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာလည်း၄083ထိပဲဈေးတက်ခဲ့တယ်။အဲဆိုလိုတာကကျွန်တော်တို့၄083မှာလည်းဖွင့်သွားတယ်ဖွင့်သွားပြီးတော့အသက်အကျမရှိဘဲနဲ့၄083ကနေပြန်ပြီးတော့ဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့ပြန်ကျနေတဲ့အနေအထားကိုတွေးနေရတယ်လက်ရှိချိန်ကလက်ရှိချိန်ထိအမြင့်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ၄040ဈေးတန်းပဲဖြစ်တယ်။အဲကျွန်တော်တို့ဒါကိုခြုံငုံကျဒီရဲ့မနက်ပိုင်းဈေးစားဖွင့်ခဲ့တဲ့ဈေးရဲ့လက်ရှိချိန်ထိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးရဲ့အမြင့်ဆုံးကျခဲ့ပြီးတဲ့ဈေးကိုခြုံငုံပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင် လက်ရှိရဲ့4065ဈေးတန်းဟာကျွန်တော်တို့မတဘိုင်းဈေးစောက်ဖွင့်ခဲ့တဲ့4083ရောက်မှာဖြစ်နေတာဖြစ်တဲ့အတွက်ဈေးကွက်ကဒါရောင်းလို့အားများနေလားဝယ်လို့အားများနေလားဆိုတာချိန်ဆလို့ရအောင်မှာဖြစ်တယ်နောက်ထပ်တနည်းအနေနဲ့ဒါကြောင့်ကျွန်တော်တို့ဒီမှာကန်နေအရာကြည့်မယ်လို့ပထမတနည်းထဲမှာပြောထားတဲ့အရာဆိုရင်ကန်နေကတော့ဘူးကန်နေဖြစ်နေတယ်ဒါပေမဲ့ဈေးကွက်ထဲမှာဒါဝယ်လို့အားတော့တိတ်မရှိဘူးဝယ်လို့အားကိုယုံယောင်လေးပြနေတာဖြစ်တယ်ဈေးအေးနေတယ်စိုက်ဝေးထဲမှာလို့ကျွန်တော်ပြောရခြင်းဖြစ်တယ်နောက်ထပ်တနည်းထဲမှာကျွန်တော်တို့ confirm နေအထက်ထက်ကိုနီးပညာတွေနဲ့ပြန်သုံးသပ်တဲ့အခါမှာကျွန်တော်တို့ဒီမှာနောက်ထပ်တနည်းမှာကျတော့ ဈေးအကျအားသာနေတော့ဆိုတဲ့ဟာကိုကျွန်တော်တို့ဒါ confirm တခုကိုတွေ့ရတာဖြစ်တယ်။ဟုတ်ပြီဒါလက်ရှိရဈေးကွက်ကိုချိန်ဆပြီးကြည့်ရတဲ့နီးနှမျိုးပြောပြတာဖြစ်တယ်။ လက်ရှိဈေးကွက်အနေထားကိုကျွန်တော်ပြောပြပြီးဆိုလို့ရှိရင်ဒီနေ့တနင်္လာနေ့နေ့နဲ့သတိထားမဲ့ဈေးတန်းနေနဲ့ဘယ်မှာဝယ်ရမလဲဘယ်မှာရောင်းရမလဲဆိုတဲ့ဈေးတန်းတွေကတခါတည်းပြောပြသွားအောင်ပါဖြစ်တဲ့အတွက်ဆက်လက်ပြီးကြည့်တော့ပြလို့ရတယ်သတိထားမဲ့တရက်တာတည်ထားမဲ့သတိထားမဲ့ဈေးတန်းတွေကိုတည်ထားတာဆိုလို့ရှိရင်မိတ်ဆွေတို့က trade နေတဲ့မိတ်ဆွေတွေအတွက်ဘယ်လိုမျိုးအကျိုးရှိတယ်လဲဆိုလို့ရှိရင်ရောင်းမဝယ်မှာမဖြစ်ပါဘူးအင်းကိုကဒီဘယ်ဈေးတန်းတွေကိုတည်ထားရတော့မလဲဘယ်ဈေးတန်းတွေကိုဒါကြာလို့ရှိရင်ဘယ်လောက်ထိကြာတော့မလဲဘယ်ဈေးတန်းကိုဖောက်တန်းဘယ်လောက်ထိတတ်တော့မလဲဆိုကိုကတည်ထားတာဖြစ်တဲ့အတွက် risk ရန်နေပါတယ်ဒါရှုံရှုံမှုရခိုင်လုံးနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒီရဲ့သတိထားမဲ့ ဇီးရန်တွေကိုတည်ထားတယ်ဆိုတော့ဒါဗီဒီယိုရဲ့အနည်းချုပ်ကတည်းကတည်ထားမဲ့ဇီးရန်တွေပဲဖြစ်တယ်။ဟုတ်ပြီ။အဲဒါလေးကိုမပြောခင်ရင်ကျွန်တော်ရဲ့ဒီအဲကျွန်တော်ရှိမှာထွေတီကောင်းဖွင့်နေတာဖြစ်စေ VVIP Signal Channel ကို join နေတာပဲဖြစ်စေကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ Trade account ဖွင့်တဲ့ခါမှာလည်းဘယ်လိုမျိုးရတယ်ဖွင့်လို့ရလဲဆိုရင်ဒေါ်လာ100နေစပြီးတော့ထွေတီအကောင့်ဖွင့်လို့ရတယ် Credit bonus ရှိရယ် Commission ကလည်း free ပါ Swag ကလည်း free ပါညသိက္ခာလည်း free ပါဒါတွေဘေးစရာမလိုပါဘူး အထွေကောင်းဖွင့်တဲ့ဟာလည်း service ကလည်း free ပါဟုတ်ပြီဒါရဲ့အသေးစိတ်ကိုသိချင်တယ်ဆိုလို့ရှိရင်တော့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်တယ်နောက်ထပ်တစ်ခု service ကတော့ VPN signal service ပါ VPN signal service ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်မိတ်ဆွေကတော့ထွေကောင်းနေရတော့ဖွင့်ထားတာကြပြီဒါပေမဲ့အဲဇုကသုံးသက်ချက်တွေကိုကျွန်တော်ရဲ့သုံးသက်ချက်တွေကိုသဘောကျလို့ကျွန်တော်လည်းလောက်ကင်နေတာပဲဖြစ်စေကျွန်တော်ရဲ့အကြံပေးလက် ကြံပေးချက်တွေကိုရချင်တာပဲဖြစ်စေဈေးကွက်တွေကိုအချိန်တိုင်းပြင်းပြင်းညီမကြည့်နိုင်တာပဲဖြစ်စေတုံး analysis တွေကိုမလုပ်နိုင်တာပဲဖြစ်စေဒါလိုမျိုးလူမျိုးတွေဆိုလို့ရှင်ပွိပွိုင်းပြီး signal channel ကို join ထားပေးဖို့လိုအပ်ပါတယ်ခင်ဗျာဒါရဲ့အသေးစိတ်တွေကိုလည်း Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဟုတ်ပြီစာပြေကြောင်းလေးကိုခဏပြောပြီးပြီဆိုတော့ကျွန်တော်ဒီတရက်တာတတိထားရမယ့်ဈေးရန်နဲ့ဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲဈေးရန်တွေကိုတခါလေးပြောပြီးသွားမှာဖြစ်တဲ့အတွက် celebrity တွေ့ပြီးလိုအပ်တယ် ဟုတ်ပြီသတိထားရမယ့်ဇေတန်ကဒီနေ့တနင်္လာနေ့အနေနဲ့သတိထားရမယ့်ဇေတန်ကဘယ်ဇေတန်ဖြစ်မလဲလက်ရှိအရဆိုလို့ရှိရင်ကျွန်တော်တို့မနက်ပိုင်းစေးစားဖွင့်ခဲ့တာဟာ sorry ဟုတ်တယ်မနက်ပိုင်းစေးစားဖွင့်ခဲ့တာ483 483ကိုကျွန်တော်တို့အပေါ်ဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့ပြန်ကျနေတဲ့အနေထားကိုတွေးရတယ်ဒါဆိုလို့ရှိရင်483ဟာဈေးဆက်တက်ဖို့စောင့်ကြမယ့်ဇေတန် resistant ဖြစ်တယ် resistant ဆိုတာဈေးဆက်တက်ဖို့စောင့်ကြမယ့်ဇေတန်ပဲဖြစ်တယ်ဒီ483ကိုတော့ဖောက်တက်နိုင်မှာတော့အပေါ်ကိုဈေးအတက်အားတာနိုင်မှာဖြစ်တယ်483ကိုဖောက်တက်နိုင်ခဲ့ရင်4093 4093 4100ဝန်းကျင်လောက်ဒီ4108ဝန်းကျင်လောက်ဒီကိုဈေးကအတက်အားကောင်းနိုင်မှာဖြစ်တယ်။ဒါက4083ကိုဖောက်တက်နိုင်မှာဒီဈေးတန်းတွေကိုပြန်မြင်ရနိုင်မှာဖြစ်တယ်။4083ကိုဖောက်မတက်နိုင်မှချင်းကတော့အကြအားကောင်းနေဦးမှာဖြစ်ပါလေခင်ဗျာ။ဒါလေးကိုတစ်ချက်သတိထားပါ။ဒါလေးကိုသိထားပေးပါ။ဒါ trader တွေအနေနဲ့ကျွန်တော်သုံးသက်ချိန်ကဒါ euro ချိန်မဟုတ်ဘူး US ချိန်နဲ့ဝင်နေတာဖြစ်တယ်။အခုသုံးသက်နေတဲ့အချိန်ရဆိုလို့ရှိရင်ဟုတ်ပြီ။ဒီထားမဲ့ဈေးတန်း4000 လေးလောင်83ဖောင်းတက်မတက်ကိုစောက်ကြည့်ပါဖောင်းတက်လိုက်ပြီးဝယ်ပါဖောင်းမတက်နိုင်အယောင်းကိုဦးစားပေးပါဒါလေးကိုသိထားပါနောက်ထပ်ဈေးဆက်ချဝန်စောက်ကြည့်ရမယ့်ဈေးတန်းကျွန်တော်တို့ဓတိထားရမယ့်ဈေးတန်းတစ်ခုကဘယ်ဈေးတန်းဖြစ်မလဲ လက်ရှိချိန်ထိအနေဆုံးကျခဲ့ပြီးတဲ့ဈေးတန်းဟာ4040ဈေးတန်းဖြစ်တယ်4040ဈေးတန်းကိုကျွန်တော်တို့ဖောက်ချနိုင်ခြင်းမရှိဘဲနဲ့ကျွန်တော်တို့ပြန်ကန့်သက်သွားတဲ့အနေအထားကိုတွေ့နေရတယ်အခုလက်ရှိက4065ဆိုတော့4040ကိုတော့အထီကိုကျသွားတယ်ကျသွားပြီးတော့4040ကိုဖောက်ချနိုင်ခြင်းမရှိဘဲနဲ့ပြန်ကန့်သက်သွားတယ်ဒါဆိုတော့ကျွန်တော်တို့4040ဟာဈေးစကြဝဠာကျမဲ့ဈေးတန်းဖြစ်တဲ့ support ဈေးတန်းဖြစ်ပါတယ်ခင်ဗျာ support ဈေးတန်းကိုဈေးစကြဝဠာကျမဲ့ဈေးတန်းလို့ခေါ်ပါတယ်ဟုတ်ပြီ4040ကိုဖောက်ချနိုင်ခဲ့ပြီဆိုရင်ဘယ်လောက်ထိကျလာနိုင်မလဲဆိုလို့ရှိရင်4030 流动了。 15ဝန်းကျင်လောက်ထိကိုဈေးအကျအားကောင်းနိုင်မှာဖြစ်တယ်။ဒါက4040ဈေးတန်းကိုကျနိုင်မှာဒီဈေးတန်းတွေကိုပြန်မြင်ရနိုင်မှာဖြစ်တယ်။မြင်ရနိုင်မှာဖြစ်တယ်။ဒါကြောင့်4040ကိုဖောက်ကြရင်လိုက်ပြီးတော့ရောင်းမှာဖောက်မကျနိုင်ရင်အဝယ်ဝင်မှာကျွန်တော်တို့ဈေးတန်းက4083နဲ့4040ကြားထဲမှာပဲဈေးအေးနေတယ်၊ဆိုင်ဝေးရှိနေတာဖြစ်တယ်။ဒါကြောင့်4083ကိုဖောက်တဲ့လိုက်ဝယ်ပါ။ဖောက်မတက်နိုင်ရင်ရောင်းမှာ4040ကိုလည်းဖောက်ကျနိုင်ရင်လိုက်ပြီးတော့ရောင်းမှာဖောက်မကျနိုင်ဘူးဆိုလိုက်ဝယ်ပါ။ဒါလေးကိုသိထားတယ်ဆိုလို့ရှိရင်ရောင်းမှာဝယ်မှာမဖြစ်ပါဘူးခင်ဗျာ။ဟုတ်ပြီ။နောက်ထပ်တနည်းအနေနဲ့ဘယ်လိုလိုကြည့်လို့ရလဲဆိုလို့ ရှင်ပတန်ရလေဆိုလို့ရှင်ဈေးတန်းကဒီကြားထဲမှာပဲရှိနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကြားထဲမှာပဲအေးနေဦးမှာဖြစ်တယ်ဒီအပေါ်ကိုဖောက် တက်မှာဒါထွန်းအပေါ်ကိုဖောက်တက်လာမှာဈေးတက်မယ်ဒီထွန်းအောက်ကိုကြာမှာပဲဈေးကျလာနိုင်မှာဖြစ်တယ်ဒါလေးကိုတစ်ချက်သတိထားပါမိတ်ဆွေတို့ရဲ့ဒီကိုက trade နေလဲဆိုရင်ချက်ထဲမှာလည်းဒီရဲ့ trend ပုံစံလေးကိုဆွဲထားပါဆွဲထားပြီးလို့ရှိရင်ဒီဟာကိုဒီရဲ့ trend အပေါ်ကိုဒါဈေးကဖောက်တက်ပြီဆိုတော့လိုက်ပြီးတော့အဝယ်ကို ဖောက်တတ်ရင်ဆိုအဝယ်ကိုဦးစားပေးပါဒီကိုဖောက်ကြခဲ့ပြီဆိုအယောင်ကိုဦးစားပေးပါဒါလေးကိုပဲတည်ထားဖို့လိုတယ်ဟုတ်ပြီဒါကအယိုးရှင်ဆုံးနားလည်လွယ်ဆုံးကျွန်တော်ပြောပေးတော့ဖြစ်တယ်ဂျန်နာဟာဒီကျွန်တော်တို့ဟိုဒါ ဒီရှုပ်တဲ့ဟာတွေကိုမပြောသွားဘူးဖြစ်တယ်ဟုတ်ပြီတတိထားမဲ့ဇေဒန်လေးတွေကိုလည်းပြောပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲဇေဒန်တွေကိုတခါတည်းပြောပေးသွားအောင်မှာဖြစ်တယ်ဘိုင်အနေနဲ့အရင်ပြောပေးသွားမှာဖြစ်တယ်ဘိုင်ဇေဒန်ဘိုင်ဇေဒန်ကိုဘယ်မှာဝယ်ရမလဲဘိုင်လက်ရှိဇေဒန်မှာဘိုင်နဲ့လား4060 4060ဆိုတဲ့ဈေးနေထားကပပလေးတော့ဝယ်လို့ရတယ်ဈေးကွက်ကနည်းနည်းလေးဒီမှာကျွန်တော်ပြောတဲ့လူခဏနေတယ်အဲ့လိုဝယ်လို့အများနေလားရောင်းလို့အများနေလားချိန်ထဲမှာနည်းနည်းလေးတော့တက်နိုင်တယ်4000 66ခု4066မှာဝယ်ပါကျွန်တော်တို့နောက်ထပ်တစ်ခုအနေနဲ့ဝယ်ရမယ့်ဈေးတန်းကဘယ်ဈေးတန်းဖြစ်မလဲဆိုလို့ရှိရင်တော့၄00နဲ့50ဈေးတန်းနေမှာဝယ်တဲ့ဈေးတန်းနေဖြစ်တယ်။ TB အမျက်ပိုင်းဈေးတန်းတိတ် profit အမျက်ပိုင်းဈေးတန်းကဘယ်မှာဈေးအမျက်ပိုင်းရမလဲဆို4066မှာဝယ်ထားတဲ့သူတွေအတွက်က4080မှာ90 97မှာအမျက်ပိုင်းလို့ရတယ်ဖြစ်တယ်။4050မှာဝယ်ထားတဲ့သူတွေဆိုလို့ရှိရင်တော့4000အင်းဒီ55မှာအမြတ်ပိုင်းမှာ SN Store လို့အရှုံးပိုင်းဈေးတန်းကိုတော့ဘယ်မှာအရှုံး ထားရမလဲဆိုလို့ရှိရင်ကိုရှုံရှုံခန့်နေတဲ့ပမာဏတွေပေါ်မူတည်ပြီးတော့အဆံကိုချိန်ပြီးတော့ထားပါဘယ်နားမှာထားတင်တယ်လဲဟိုတော့ပြောပေးမယ်ဘယ်နားမှာထားတင်တယ်လဲဆိုရင်တော့4000အောက်မှာအဆံထားရင်တော့ပို့ပြီးအဆင်ပြေတယ်ဒါကဘိုင်းအော်ဒါအတွက်ကျွန်တော် TP နဲ့အဆံကိုပြောပေးသွားတာဖြစ်တယ်ဘိုင်းအော်ဒါအတွက် TP အဆံကိုပြောပြီးပြီဆိုလို့ရှိရင်အယောင်းဆဲအော်ဒါအတွက်ကိုပြောပေးသွားတာဖြစ်တယ်အယောင်းဆဲအော်ဒါရောလက်ရှိမှာရောင်းတင်တယ်လားလက်ရှိမှာတော့နည်းနည်းလေးမရောင်းတင်သေးဘူးဘယ်မှာရောင်းချင်တယ်လဲဆိုလို့ရှိရင်တော့4000နဲ့85ဝင်းကျင်နေဒီမှာရောင်းပါ4000နဲ့85ဝင်းကျင်နေမှာရောင်းပါ တီပီးတိတ်ဘရော့ဖစ်အမျက်ပိုင်းစည်းလမ်းနေရာဘယ်မှာအမျက်ပိုင်းရမလဲဆိုတော့၄၀၉၀၄၀၆၅ဒီမှာအမျက်ပိုင်းမှာခင်ဗျာ SN တော့လို့အရှုံးပိုင်းစည်းတန်းတွေပါဘယ်မှာထားရမလဲဆိုလို့ရှင်ကိုရှုံးရှုံးကနေနဲ့ပမာဏတွေပေါ်မူတည်ပြီးတော့အဆောင်ကိုချိန်ပြီးတော့ထားပါထားတင်တဲ့နေရာတော့ပြောပေးမယ်ထားတင်တဲ့နေရာကဘယ်နားမှာထားတင်တယ်လဲဆိုလို့ရှင်တော့၄00နဲ့85အပေါ်မှာအဆန်ထားရင်တော့ပို့ပြီးအဆင်ပြေတယ်ဒါကအယောင်အော်ရာအတွက်ကျွန်တော်တီဗီနဲ့အဆန်ကိုပြောပေးတော့တာဖြစ်တယ်ဒါကကျွန်တော်ရဲ့တူတော်အမြင်သုံးသထားခြင်းဖြစ်တယ်နီးပညာအရာသုံးသထားတာဖြစ်တယ်နီးပညာအရာသုံးသထားတာဖြစ်တဲ့အတွက်တရားရခိုင်နှုန်းမှန်ကန်မှုတော့မရှိပါဘူးဒါကြောင့်မိတ်ဆွေရဲ့ trade account နဲ့ loss site တွေပေါ်မှာမူတည်ပြီးတော့စနစ်တကျနဲ့အယောင်ဝင်လို့ဟိုတော့အကြံပြုပါရခင်ဗျာဟုတ်ကဲ့ပါ ဒါကနီးပညာရသုံးသပ်ထားပြီးပြီဆိုတော့ဒီညအတွက်ကောတည်င်းနေ US တည်င်းနေရှိမလားရှိလားဆိုတာကိုတစ်ချက်လောက်တည်င်းပိုင်းချက်လက်ရအောင်တွားကြည့်လိုက်ရအောင်ကျွန်တော်တို့တွားကြည့်တဲ့အခါမှာကျွန်တော်တို့တည်င်းရှိလားမရှိလားဆိုလို့ရှိရင်တည်င်းကတော့ဒီမှာဒီမှာဆိုလို့ရှိရင်ဒါ US တည်င်းဒီညညဒီညအတွက်မရှိပါဘူး US တည်င်းဒီညထောက်ဖို့မရှိဘူး မရှိတဲ့အတွက်ကြောင့်ညပိုင်းမှာအယောင်းဝင်လို့တဲ့အခါမှာနှီးပညာအရာအယောင်းဝင်လို့လို့ရတယ်နှီးပညာအရာအယောင်းဝင်လို့တဲ့အခါမှာလည်းစနစ်တကျနဲ့အယောင်းဝင်လို့ကိုတော့အကြံပြုတယ် breaking news တွေတတိထားပါဒါတွေကိုစနစ်တကျနဲ့အယောင်းဝင်မလို့ဘူးဆိုလို့ရှိရင် breaking news တွေထွက်လာတာမျိုးတွေဖြစ်တာဆိုလို့ရှိရင်အကောင့်တွေပြုတ်သွားတယ်အကောင့်တွေကတ်တာမျိုးတွေဖြစ်လာနိုင်တယ် NDA ရှိတယ်ဒါမျိုးပြောရခြင်းဖြစ်တယ်ဟုတ်ပြီသတင်းပိုင်းချက်လက်ရတွေရော update တွေသိကျင်တာပဲဖြစ်စေရှေ့ဘိုင်းမှာကျွန်တော်ပြောသွားတဲ့အဲနှီးပညာအရာသုံးသပ်ချက်တွေမရှင်းတာပဲဖြစ်စေ ထွေကောင်းဖွင့်နေတာပဲဖြစ်စေ VVIP Signal Channel ကို join ချင်တာပဲဖြစ်စေကျွန်တော်ရဲ့ဒီ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုလည်းဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးအများကြီးတင်ရှိပါတယ်